Hello အားလုံးပဲမင်္ဂလာပါရှင် MC Review တချမ်းတော်မှပြန်လဲကြိုဆိုလိုက်ပါရရှင်ဒီဗီဒီယိုလေးကိုအမဲရန်ကြည့်ဆိုအပ်ပေးတဲ့ mix အားလုံးကိုဒီကနေအရန်အရန်ကိုကြည့်ဆိုတင်ပါတယ်လို့ပြောချင်ပါတယ်အခုဆက်လက်ပြီးကျွန်မတင်ဆက်ပေးတော့မယ့်အကြောင်းကတော့ကိုကအစားကိုအရန် short ဆရာမလို့ပဲနဲ့ပင်လာအောင် look တဲ့အနေပြီးတော့လှလှလာအောင်ပြီးတော့အိုမေးရောင်ရင်ချင်းလဲ ရှော့သွားလို့ရတဲ့အစားနည်းလေးတွေကိုကိုကတင်ဆက်ပေးသွားမှာဖြစ်လို့ဒီဗီဒီယိုလေးမကြည့်ခင်မှာကျမရဲ့ channel လေးကို subscribe လုပ်ပြကြပါလို့တောင်းဆိုချင်ပါတယ်အခုဆက်လက်ပြီးကျမတင်ဆက်ပေးသွားမယ့်အကြောင်းကတော့အစအစကိုအရမ်းမလျှော့ဘဲနဲ့တင်းတဲ့နည်းပြီးတော့ဝမီရင်ချင်းကိုလည်းအာကာကွယ်ပေးတယ်ပြီးတော့အသားရည်လည်းစိုးပေးရမယ်အမ် အမှန်တကယ်တချို့တွေပင်စီပင်စီတောက်ရင်အစာအသားရပါချောက်ရလူတွေရှိရလေအဲ့လိုမျိုးမဟုတ်ဘဲနဲ့အသားရဆွဆွပီပီလေးနဲ့ပင်လာအောင်လုပ်တဲ့အနေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ဒီဗီဒီယိုလေးမကြည့်ခင်မှာကျမရဲ့ channel လေးကို subscribe လုပ်ပြကြပါလို့တောင်းဆိုချင်ပါတယ်ပြီးတော့ပင်ချင်လို့အစားလဲလျှော့ကြတယ်ဒါမဲ့ရရှင်မဆော့နိုင်လို့ ပြန်ဝဝလာတဲ့လူတွေအများကြီးပဲပြီးတော့ပိန်စီလဲတောက်တယ်တောက်တဲ့အချိန်လေးပဲပိန်ပြီးမှပြန်ပြန်ပြီးဝလာတဲ့လူတွေအများကြီးပဲအဲ့လိုမျိုးလူတွေအတွက်ကိုချိုက်တဲ့ဟင်းကိုပူမြမြလေးစားဓမင်းကိုနည်းနည်းစားပြီးတော့ bite in it နေအောင်စားတဲ့အချင်းကိုဖြိုးလိုက်ပါเนาะအတင်းတင်းလေးပဲစားလိုက်ပါအဲ့ဒါလေးတစ်ခုလုတ်ယုံနဲ့တောင်းမှလေးရီစီတော့လေအဝေးရချလာတယ်เนาะ ဒါပဲအဲ့လိုမျိုးနေရဘလို့မျိုးလဲဆိုဒုံတိုင်းဒုံတိုင်းဆိုပြီးတလမှနလမှ၆လမှဘလောက်ကအဲ့လိုမျိုးကအချိန်မှာကျတော့ကအဲ့လိုမျိုးစားတဲ့အချိန်မှာကမနဲ့ဆိုရင်လည်းဝော့ပေးကားနေအောင်မစားဘူးနေလဲဆိုရင်လည်းဝော့ပေးကားနေအောင်မစားဘူးဘိုက်ပြီးတလောက်ပဲပြီးတော့ကိုအာတာပြီးအောင်ပေါ့နော်ကိုကြိုက်တဲ့ရင်းကိုပဲမြမြစားမှထမင်းကိုနည်းနည်းရှော့စားပါအဲ့ အဲ့ဒါဘာကြောင့်ပြောလဲဆိုအာသာပြေအောင်ပေါ့နော်တခါတခါကျင်ကိုကအမ်ဂျမလောကမှာအသက်ရှင်နေတဲ့အချိန်မှာဟိုဝါအောင်စားပြရစီဆိုပြီးပြောတဲ့လူတွေအများရှိရလေအဲ့ဒါကြောင့်ကိုကအဲ့လိုမျိုးပြောချင်းဟုတ်တယ်ကိုအာသာပြေအောင်ဂျမဆိုလဲထမင်းအများကြီးမစားပြီးမဲ့အာကိုကြိုက်တဲ့ဟင်းကိုမြန်မြန်လေးစားမှပိုက်ပြီးတဲ့အချင်းရှိတယ်အမ်အဲ့ဒါလဲကိုကအချင်း အကျင်လုတ်ရင်လုတ်ရင်လည်းဖြစ်တော့တာလားမသိဘူးနော်အဲ့လိုမျိုးဖြစ်သွားတော့သမင်းဒီလောက်လေးစိုင်းလဲပိုက်ပြီးတယ်အဲ့ဒါကိုကလုတ်ရင်လုတ်ရင်နဲ့ဘိုက်လက်ပိအာတဖြည်းဖြည်းနဲ့လေးဘိုက်ပိလာမယ်ကျမ်းမာရဲ့အတွက်လည်းကောင်းတယ်ပြီးတော့ငှက်နေပန်းကြိုင်9နာရီမတိုင်ခင်ပဲသမင်းစားအဲ့ဒါလေပြက်ကားနေအောင်မစားနဲ့ဘိုက်ပြီးတော့ပဲအာတာပြီးတော့ပဲမကြုံလဲဆိုတော့ကိုကတနစ်ပဲတက်ရှိမှာမဟုတ်ဘူးလေအနစ်အကြာကြီး အသက်ရှင်မဲ့စရော့ကိုအသက်ရှင်တော့စားပရစီ မစားဘဲမနေနိုင်ဘူးဆိုတဲ့လူတွေအတွက်လဲဒီအကျင့်လေးသာအကျင့်ပြီးတယ်ဆိုရင်တော့တိတ်ပြီးမခက်ဘူးနော်ပြီးတော့9နိုင်နောက်ပိုက်စွန်ကိုဟာညနေပိုင်းချမ်းပိုက်စားပိုက်စားတက်တယ်ဆိုရင်ကိုကကိုချိုက်တဲ့အသေးလေးကိုကိုကရွေးပြီးစားပါကိုကဘာချိုက်တယ်လဲကျမစင်ပြိုတီချိုက်တယ်ပြီးတော့ dragon food ချိုက်တယ် ပြီးတော့ orange လည်းကြိုက်တယ်ပြီးတော့ apple လည်းကြိုက်တယ်ပြီးတော့နောက်တစ်ခုပါကြိုက်음 kiwi တိလည်းအမကြိုက်တယ်အကူကတိတိရိအများကြီးထဲမှာကိုအရန်ကြိုက်တဲ့ဟာပြောတာနော်အရန်ကြိုက်တဲ့အသေးကိုကိုက၅မျိုး၅မျိုးလောက်ကိုကိုကရွေးလိုက်ပါအဲ့ဒါရွေးရွေးတဲ့အသေးအနှံထဲမှာမျိုးနေပဲဒီအတိုင်းပဲကိုကအာထိမ့်ထိမ့်ထိမ့်မြောက်ကိုရစ်စစ်လာတယ် ကိုရစ်စစ်လာတော့အရန်ကိုသဘောကျတယ်အဲ့ဒါကျွန်မလက်တွေ့လုပ်တဲ့အနေပေါ့နော်အဲ့ဒါနဲ့လေကိုကလုတ်ရင်လုတ်ရင်လုတ်ရင်နဲ့တနည်း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 မဝလာတော့မဝဘူးကိုကတခါတလေကြက်ရင်ကိုပစက်ကဟိုအစားလွန်တဲ့ ချင်းလေးတွေတစ်ခါတလေရှိရင် um ကိုကပြင်ပြင်ထင်းလိုက်ပေါ့နော်အဲ့ဒါဆိုရင်အရန်ကိုကောင်းတဲ့ညနေပိုင်း9နာရီနောက်ပိုင်းဆုံးကိုကစားချင်တဲ့စိတ်ရှိရင်အတီးလေးကိုစားလိုက်ကျမဆိုရင် dragon food ကိုခြိုက်တဲ့အတွက်ကြောင့် dragon food ကိုစားတယ် dragon food ထဲမှာ vitamin D လည်းအများကြီးပါတယ်လေသူက vitamin C vitamin A ပြီးတော့ရည်ဓာတ်တို့ပြီးတော့ magnesium တို့သူကအများကြီးပါတယ် အဲ့လိုမျိုးအများကြီးပါတဲ့အတွက်ကြောင့်ဟိုတကူခန္ဓာကိုကိုကောင်းကနေချက်တော့အတွက်အကျိုးအများကြီးရှိတယ်မျက်လုံးအတွက်လည်းမျက်လုံးအားကိုကောင်းစေတယ်ပြီးတော့နှလုံးအတွက်ဆိုရင်လည်းအကောင်းတယ်ပြီးတော့သူကစီချိုအတွက်ဒီလည်းသူကကောင်းတယ်လေစီချိုအတွက်ဒီလည်းကောင်းတယ်ပြီးတော့ အသားရည်တွက်လက်အကောင်းတယ်ပြီးတော့အိုမင်းရောင်ရင်ချင်းကိုလည်းသူကကွယ်ပေးနိုင်တယ်ပြီးတော့ဒီအဒွမ်ပိုင်းပေါ့နော်ဦးကလေးစားဦးမကြီးတို့ပြီးရောအစာအိမ်တို့အတွက်ဆိုလည်းသူကအရန်ကောင်းတယ်တန့်စင်ပြီးတဲ့အတွက်ကြောင့်တကူလုံးအတွက်အရန်ကိုဟိုဟိုအရန်ဒါတာနေ့တိုင်းဒါစားမယ်ဆိုရင်လေအော်တော့ကိုကနေ့တိုင်းအစာစားရင်းနဲ့ကိုက စီစားတလူမျိုးလည်းဖြစ်တယ်ဗိုက်တာမင်လည်းဖြစ်တယ်ပြီးတော့ဂူရီလည်းစစ်ကြလာတယ်သူကအဲသူကအဲ့လိုမျိုးနေ့တိုင်းတောက်ကအစာပြည့်တယ်ဆိုရင်ပင်လည်းပင်လာသူကပင်လည်းပင်ချသွားနိုင်တယ်လေအရန်ကိုကောင်းတာဟုတ်တယ်ပြီးတော့သူကကင်ဆာကိုလည်းကာကွယ်ပေးနိုင်တယ်ပြီးတော့တကူလုံးအတွက် immune system ကိုလည်းသူကကောင်းအောင်သူကလုပ်ပေးနိုင်တယ်လေအဲ့တော့ဒီအများကြီးအများကြီးပဲသူကောင်းချိုးอ่ะ ဒါပေမဲ့ကိုကကြတော့ကျန်းမာရေးလည်းကောင်းရမယ်။အော်ပိန်လည်းပိန်လာရမယ်။ skin တွေအတွက်ဆိုလည်းအရန်ကောင်းမယ်။ဦးမျိုးဦးမင်းရောင်ရင်ချင်းအတွက်ဆိုလည်းသူကအရန်ကိုတင့်တော်တဲ့အစာစာလည်းဟုတ်တဲ့အတွက်ကြောင့်ကိုကမြအတိုင်းသားမြအတိုင်းတော်မှမဆိုင်တပတ်မှ၃ခါလောက်သာကိုစားပြီးရင်လည်းတော်တော်ထိရောက်မှုရှိရနော်။ညနေပိုင်းဆိုရင်ကျွန်မစားတဲ့အချင်းရှိတယ်။ညအတိုင်းမဆိုင် တော်မှတပတ်၃ခါလောက်ပေါ့နော်။ ိုကစားပြီးတယ်ထမင်းမစားဘဲနဲ့ပေါ့နော်ကိုက9နာရီမတိုင်ခင်မှာကြတော့မှုတ်တုတ်တဲပြီးတော့ကိုကဗာကြိုက်တတ်တဲ့နွားနို့မယ်လူစွန်လက်တောက်တဲ့တခါတလေချက်တော့မှခေါ်ခေါ်ဖီရောမတောက်ဖြစ်ဘူးအနန်အရန်ကြိုက်ပြီးမဲ့မတောက်ဘူးပေါ့နော်တခါတလေလေးမှပဲကျမတောက်ဖြစ်တယ်တကယ်ချင်းနဲ့စုံတာတို့ဒါမှမဟုတ်အိတ်ငိုက်မှကြောက်တို့အဲအဲ့လိုမျိုးအချိန်လောက်ပဲကိုကတောက်တာ အဲ့လိုမျိုးလေးတွေကိုအာသာပြောင်းကွာတောက်လိုက်တယ်ဒါပေမဲ့ငါးနိုင်ရင်မတိုင်ခင်ကျတော့အသေးလေးပဲစားတယ်တခါတလေကြိုက်ငပြောသေးဘောမပြောသေးလဲထမင်းဆိုင်မဆိုင်တော့သူကအဝဖက်မှာပါတယ်ဒါပေမဲ့ထမင်းမစားဘဲနဲ့ဆိုင်သူကအဝဖက်မှာမပါဘူးပြီးတော့အဲ့ရင်ငပြောသေးမှလဲအာဟာရအာဟာရတွေအများကြီးရှိရလေအဲ့လိုမျိုးနင်းနဲ့ကိုကအမ်စာပြီးတယ်ဆိုရင်ဘာအတွက်ကောင်းလဲဆိုရင်အသက်30ကျော်ဆိုရင်ကကိုကိုခန္ဓာက ဟိုမထွာလာပဲနဲ့အစီဖက်သွားတယ်ဝပဲဝရတယ်အရက်လည်းမရှိတော့လေအဲ့ဒါဆိုတော့ကအဲညနေပိုင်းဆိုရင်အတီးလေးတွေစားပြီးဒါကကျမ်းမာရေးအတွက်အအရန်ကိုတင့်တော်တာဟုတ်တယ်အဲ့ဒါကြောင့်ကိုကဘာတိကြိုက်လဲကိုအရန်ကြိုက်တဲ့အသေးကိုအမေရန်ရှောင်ပြီးမှဟိုစတတ်အောင်တင်ယူပါအဲ့လိုမျိုးစတတ်အောင်တင်ယူချင်းဟာကျမ်းမာရဲ့အတွက်အရန်ကောင်းတယ် နောက်တစ်ခုပြီးတော့ဦးမင်းရောင်ရင်ချင်းအတွက်ကိုလည်းအရန်ကောင်းတယ်ပြီးတော့အသားရည်အတွက်လည်းအရန်ကောင်းတယ်ပင်လာပြီးမှအသားရည်6လိုမျိုးမဟုတ်ပဲနဲ့အသားရည်စူပီစူပီလေးနဲ့ပင်လာမှဟုတ်တယ်ပြီးတော့မျက်လုံးအတွက်ဒီလည်းကောင်းတယ်လေနော်ပြီးတော့အယူအတွက်ဒီလည်းကောင်းတယ်ဆိုတော့ဘလောက်ကောင်းလဲအဲ့ဒါကြောင့်တချို့တွေကအစာတော့တိတ်ကရုပ်ဆိုင်စံလို့ဘူးလို့ပြောတော့အစာတော့ဟာရည်လိုပဲနော် ိတ်ပင်တပင်ကိုလေကိုကရေမလုံးပဲနဲ့ခန်းချောက်ပြီးမှဟိုအရက်တော်မှကောင်းကောင်းလေးဟိုပါလေအဝါတန်းတလူမျိုးဖြစ်ဖြစ်လာတဲ့ကြာလာရင်အဲ့လိုမျိုးပဲဒီကူခန္ဓာလေးကိုကတိတ်ပင်ရေလိုပဲကိုစားတဲ့ဟာကိုခန္ဓာထဲမှာဝင်နေအဲ့ဒီကိုကိုခန္ဓာထဲမှာဝင်တဲ့ချိန်ချင်းမျက်လုံးနှာခေါင်းပြီးတော့အဲမျက်မျက်လုံးပြီးတော့ အသားရေပြီးတော့ဒီချမ်းမာရေးတကူလုံးအတွက်ကောင်းတဲ့ဟာကိုသူကအဲဗိုက်တာမင်ဒီကိုဟိုသူ့နေရာနဲ့သူအမဲတမ်းအပုတ်ပြီးနေတာဟုတ်တယ်အဲ့ဒါပုတ်ပြီးနေတဲ့အတွက်ကြောင့်အကောင်ဆိုင် အကောင်ကိုရတယ်အဆိုးဆိုင်အဆိုးကိုရတယ်အဲ့တော့အသက်30လောက်ဆိုရင်လည်းအသက်30ကျော်လောက်ဆိုရင်ကျမရေကယုတ်ဆိုင်ရမယ်အချင်းလည်းဟုတ်တယ်ကုခန္ဓာကဘာလဲအယက်စီပိုက်မှာမထွားတော့တဲ့အတွက်ကြောင့်ကိုက ထမင်းကြီးပဲအနင်းပကံစားတယ်ဆိုရင်ယောဂအမျိုးဆုံးကိုအဲတောင်တူလေတမကွာနိတိုင်းထင်းခုံရရဲချိပောက်ပောက်ကြရဲဆွန်တော့စာစာတာစာပူစားရဟာကထွက်တယ်လင်းတော့ထွက်တယ်ဆိုတော့ကိစ္စမရှိဘူးလို့ပဲပြောရမှာပေါ့ဒါပေမဲ့အဲ့လိုမျိုးမဟုတ်ပဲနဲ့ချွေးလည်းမထွက်ပြင်လည်းမပြင်ပန်းဒီလိုနေပဲကွာနေတဲ့အချိန်မှာထမင်းကြီးပဲအနင်းပကံစားရဲဆွန်တာဝတ်ဖို့ပဲဝတ်လာပြီးမှယောဂဖြစ်လာမယ် တွေ့တွေ့ရမယ်စီချူရမယ်ပြီးတော့อืมအမျိုးမျိုးပေါ့နော်ဟိုယောဂကတော့အများကြီးရက်စရာကြီးရှိတယ်အဲ့ဒါကြောင့်ကိုကအစာတောက်ကိုကိုကရုပ်ဆိုင်လို့ကိုလှဖို့အတွက်တခုတည်းမဟုတ်ဘူးဂျမ်းမာရဲ့အတွက်ဂျမ်းမာမကြောင့်လဲဆိုရင် ဟိုစီတော့ဒီမှာကျမ်းမာတာထက်ကိုကြိုက်တဲ့အစာကောင်းကောင်းလေးစားမှကျမ်းမာတာကလူတိုင်းအတွက်တကယ်ဖြစ်တင်တဲ့ဟာလို့ကျမကယူဆတာဟုတ်တယ်။ဒါမဲ့လူဆိုတော့ဟိုစီလက်တော့ရမှာပေါ့နော်။ဒါမဲ့နည်းနည်းကိုအစီအမြဲတောက်တာထက်ကိုဟာနဲ့ကိုအမ်အစာတော့နဲ့ထင်းနိုင်တဲ့အရာလေးတွေဆိုရင်ထင်းပြီးမှကျန်းကျန်းမာမာနဲ့ဦးမင်းရောင်ရင်ချင်းကိုလည်းကာကွယ်မယ်။ကျမ်းမာမယ်။ ပြီးတော့အလုတ်လည်းလုတ်မယ်ပြီးတော့ဦးရင်ဦးမင်းရင်ရောင်ချင်းကိုကကွယ်ရဲဆိုပြီးမဲ့ကိုကအသက်50ဖြစ်တဲ့ဟာကိုအသက်20လောက်ဖြစ်စရာမလိုဘူးနော်ကိုကအသက်50ဖြစ်ရင်35လောက်ပေါ့ဝမ်းကျင်နဲ့ရင်ပုံတန်းအလုတ်လုတ်နိုင်တယ်ပြီးတော့သွားလာနိုင်တယ်လှုပ်ရှားနိုင်တယ်ဆိုရင်တော်ပြီအဲ့ဒါကိုကိုကသိနေဖို့လိုအပ်တယ်တဘာဝအရာတွေကိုကိုက ဟိုစန့်ကျင်လို့မရဘူးဒါပေမဲ့ကိုကရုတ်ဆိုင်ရင်ကိုကကိုထက်အသက်စငန်းနှစ်အရွယ်ရင်းနဲ့ level down to အလုပ်လုပ်နိုင်လဲဆိုရင်ကိုကဘလောက်မြက်လဲစငန်းနှစ်ကိုကပို့ပြီးမြက်တယ်လို့ပဲတော့အဲ့ဒါကြောင့်အရန်ကိုအရန်ကိုအရန်ကိုကောင်းပါလေလို့ပြီးတော့ပင်လာဖို့ကကိုကပင်ချင်လို့ စီးတော့တယ်စီးတော့ပြီးမှစဉ်းစားရင်တော့လာတယ်အဲ့ဒါကျတော့ဟိုကျမကမနှစ်သက်ဘူးပေါ့နော် ပြီးတော့ကိုကပင်ချင်းလို့ဆော့လိုက်တဲ့တခါတည်းပင်ကျသွားတယ်အဲ့ဒါပြီးမှထင်းရင်လက်ဆက်လက်ပြီးထင်းနိုင်ကောင်းတာပေါ့မထင်းနိုင်ပဲနဲ့ပြန်ဝတ်ပြားကားလာတယ်ဆိုရင်တော့ကြိုက်တယ်လို့စမယ်ဆိုတော့ဒါဟိုနှမျောဖို့လည်းကောင်းတယ်ပြီးတော့အလဟာတပဲအဲ့ဒါကြောင့် ကိုကျမရေးလက်ကောင်းဖို့အတွက်နေ့စဉ်နေ့တိုင်းမှာနံပါတ်1ထမင်းကိုလေအိုးပိုက်အရန်တင်းနေအောင်မစားပါနဲ့အရန်ရှော့စမ်းလို့ပဲနဲ့နှစ်ပကံစားတဲ့သူတွေတပကံစားတတ်အောင်တင်ပါတပကံစားတတ်တဲ့သူတွေကတော့ဟိုတပကံထက်နည်းနည်းစားတတ်အောင်ပေါ့နော်တင်ပါကိုကအမှန်တကယ်တစ်ခါဆိုင်ဒီလောက်လေးစားပြီးမှဟိုအတိအရွက်လေးတွေကိုကြိုက်တဲ့ဟာလေးတွေ ပူပူမြင်းများစားပြီးမှပိတ်ပြီးတယ်ဆိုရင်လည်းအဆင်ပြေတယ်နော်ဒါမဲ့တစ်ခါတည်းကျင့်ဖို့မလိုဘူးအဲ့လိုမျိုးနဲ့တဖြည်းဖြည်းကျင့်ပြီးမှအဲ့လိုမျိုးနဲ့တဖြည်းဖြည်းကျင့်ရင်းနဲ့ဟိုကအခုကူကြီးကိုတဖြည်းဖြည်းနဲ့စစ်လာမယ်ဂျမ်းမာရဲ့အတွက်လည်းကောင်းလာမင်းအသားရည်လည်းစူပြီးလာမယ်နော်ပြီးတော့ညနေပိုင်းကျရင်ကိုခြိုက်တဲ့အသီးကိုအမ်စာတုံးပြပါအတိနာအမြအတိနာတွေကအမှန်တကယ်ပြောတယ်ဆိုရင် ဖယားသခင်ကလူရီဖန်ဆင်းကြရဲ့ကလူရီတက်ပါလူအပ်လေခြေတော့ကနေကောင်းပေါ်ထိအတွက် လူအပ်တဲ့ဟာကိုဒီအတိအနံထဲမှာသူကမိကြီးထဲမှာသူကစိုက်ပြိုးထားပြီးသားဟုတ်တယ်နော်အဲ့ဒီထဲကပညာရှိတဲ့သူတွေကစီးထွန်တာဟုတ်တယ်အဲ့ဒါအကြောင်းကိုကအမ်အလေးမျိုးစားလို့စီးမစားရမဟုတ်ဘူးဒါတွေက original စီးတွေဟုတ်တယ်နော် original series ဟုတ်တယ်အဲ့ဒါကြောင့်အခုကျွန်မအလန်းတွဲရင်တော့မှကျွန်မပန်းဆိုင်တဲ့ဟာလေးတွေရှိတယ်အဲလန်းတွဲရင်တော့မှဟို YouTube ထဲကဘာဒီအသေးလေးတွေကဘာတက်ကောင်းလဲဒီအရက်လေးတွေကဘာတက်ကောင်းလဲကျွန်မကြည့်ပြီးမှအချောင်းကြည့်ပြီးမှဒီဟာဘာတက်ကောင်းလဲဆိုမှပန်းဆိုင်တဲ့နေရာလေးမှာစိုက်ပြီးမှတစ်ခါတစ်ခါကျန်တူဆရာလေးထဲမှာတူတစ်ခါတစ်ခါကြိုက်ရင်လဲအမ်တူ သူ့ကိုကြည့်ပြီးမှအတုံးတဲတဲ့နေရာမှာတုံးတာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒါလေးတွေကပဲအာယူပြီးမှအပညာတက်တဲ့သူတွေကသူတို့အနည်းပညာနဲ့စီးဖို့ဆက်တာလေအဲ့တော့ကော original ပဲစားရမှာပေါ့စီးလဲလိုအပ်ရင်တုံးမယ်ဒါမဲ့အဲအစကွန်မစ်ဆရာတက်အကျိုးရှိမယ်ဆိုရင် like share subscribe မမေ့နဲ့နော် see you next time bye bye god bless you all love you all see you on next video bye bye